ဇွန်လ9ရက်နေ့မနက်7:00နာရီခန့်ကနေပြည်တော်ကရင်တထောင်ပြည်သူ့စေယုံကြီးရဲ့အဆောင်တစ်ခုမှာအဖြူအစိမ်းကိုဆင်တူဝစ်ဆင်ထားကြတဲ့လူငယ်60ဦးကျော်ဟာစာရွက်ပေါ်မှာရေးထားတဲ့အချက်အလက်တွေကိုကိုစီဖြည့်နေကြရင်လှုပ်တွေများနေကြပါတယ်။သူတို့ရောက်ရှိနေတဲ့အဆောင်ဟာကရင်တထောင်စေယုံကြီးရဲ့သွေးပံလို့စိုင်းပုတ်ကတ်ထားတဲ့အဆောင်တစ်ခုတည်းကိုရောက်ရှိနေကြတာဖြစ်ပြီးသွေးလူဒန်းနိုင်ရေးအတွက်လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်ဆွက်ရင်း အလုပ်တွေများနေကြတာလည်းဖြစ်ပါတယ်။ဒွေလူတန်းမဲ့ဖောင်စာရွက်မှာ အချက်အလက်ဖြစ်တဲ့သူကဖြစ်ဒွေပောင်ချိန်တိုင်းတဲ့သူကတိုင်းဒွေဖောက်စစ်တဲ့သူကစစ်နဲ့ဒွေလူပန်တစ်ဆောင်လုံးအဖြူအစိမ့်လူငယ်တွေနဲ့လှုပ်လှုပ်ရှားရှားရှိလို့နေပါတယ်။အဆိုပါလူငယ်60ကျော်မှာပြည်တော်စုချန့်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကပါတီဝင်လူငယ်တွေဖြစ်ပြီးဒါမဲ့ဇွန်လ၈ရက်နေ့မှာကြာရောက်မဲ့မိမိတို့ပါတီရဲ့၅၅နှစ်မြောက်နှစ်ပတ်လည်နေ့ကိုချိုးဆိုဂုံပြုတဲ့အနေနဲ့ ပါတီလူငယ်တွေစုပေါင်းပြီးတွေးလူဒန်းနိုင်ဖို့အတွက်နေပြည်တော်စပူတီတီမြို့နယ်မှာရှိတဲ့ဂရင်တထောင်ဆေးရုံကိုရောက်ရှိနေကြတာဖြစ်ပါတယ်။တကယ်ဆိုလို့ရှင်တော့ကျွန်တော်ချစ်တဲ့ဟာကပြည်သူကိုချစ်တဲ့ဟာသည်ကျွန်တော်သည်ဟန်ပြားချစ်တာမဟုတ်ဘူးရေပေါ်သည်အချစ်မျိုးမဟုတ်ဘူးကျွန်တော်ရဲ့သွေးသားတွေကနေပြီးတော့ပြည်သူကိုချစ်တယ်ဆိုတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ပြည်သူလိုအပ်ချက်ကိုဒီမိမိတို့ရဲ့သွေးသားနဲ့လူတန်းကြီးဟာပုံမူရေးမွန်မြတ်တယ်ဆိုတဲ့ခံယူချက်နဲ့ ကျွန်တော်ယခုလိုသွေးလူဒန်းမွဲကိုကျင်းပဟာခြင်းဖြစ်ပါတယ်မြတ်အခုလိုသွေးလူဒန်းနိုင်ဖို့ပါတီဝင်လူငယ်တွေဖြစ်ကြတဲ့နေပြည်တော်ထီတော်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကရုံးဝင်နှန်းတွေပါတီကိုအားပေးထောက်ခံသူတွေစုစုပေါင်း64ဦးက စုဖွဲ့ပြီးတော့လှူဒန်းခဲ့တာလည်းဖြစ်ပါတယ်။သိလူဒန်းမှုကို3ရက်စတိုက်ခွဲပြီးဆောင်ရွက်ခဲ့ကြတာဖြစ်ပြီးဇွန်လ3ရက်နေ့က19ဦး၊၄ရက်နေ့က9ဦးနဲ့9ရက်နေ့မှာ22ဦး ုစုပေါင်း90ဦးကအစုလိုက်စုဖွဲ့ပြီးလှူဒန်းခဲ့ကြတာဖြစ်ပါတယ်။ရမန်နှစ်ကလှူဒန်းတဲ့ပါတီဝင်သွေးလှရှင်တွေထက်ဒီကနှစ်မှာပိုပြီးများပြားလာတယ်လို့သွေးလှူဒန်းမှုမှာ ကိုယ်တိုင်ပါဝင်လှူဒန်းခဲ့တဲ့ပါတီဗဟိုကော်မတီဝင်ကိုရဲထွက်အောင်ကပြောပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းထူပါတယ်ခင်ဗျာ။အဲကျွန်တော်ဒီနေ့ဒီနေ့နဲ့ရှင်ရင်32ချိန်ရောက်ဖြစ်ပါပြီ။ဟုတ်ကျွန်တော်တဲ့များတဲ့36ချိန်လည်းပဲရှိပါတယ်ကျွန်တော်ပါတီတော်36ချိန်ရှိတယ်35ချိန်ရှိတယ်အချိန်30တင်ကျွန်တော်တို့၄ရောက်ရှိပါတယ်ခင်ဗျာ မနေ့တုန်းက14ချိန်မြောက်နှစ်ပတ်လည်နေ့ပေါ့နော်ကျိုးစုံဂုံမြူသောအဖြစ်ကိုကျွန်တော်တို့အမှတ်နှစ်တက်မတော်ကနေထောင်ကြီးမှာလူခဲ့ပါတယ်အဲ့မှာလည်းကျွန်တော်တို့အယောက်60ကျော်ပေါ့နော်လူခဲ့ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အယောက်64ယောက်စုကြောင်းတာဖြစ်ပါတယ်64ယောက်စုယူပြီးလုပ်တယ်သို့တော်လည်းအကြောင်းကြောင်းကြောင့်အဲမလူတန်းနိုင်လိုက်တာ14ယောက်ရှိပါတယ်အယောက်90တော့လူတန်းပြတ်ပါတယ်မနေ့တုန်းကတော့အယောက်60ကျော်ဒီနှစ်ကပိုများလာတာပေါ့နောက်နှစ်တွေမှာလည်းကျွန်တော်တို့ဒီဒီခိုင်ဖြိုးသွေးလူတန်းမှုအဖွဲ့ပိုများလာအောင်ကျွန်တော်တို့ဆက်ပြီးဆောင်ရွက်သွားပါမယ် သွေးလူဒန်းမှု3ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ9ရက်နေ့မှာသွေးလူဒန်းနေတဲ့ပါတီဝင်လူငယ်တွေကိုပြည်တော်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကပါတီဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း ပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းပါတီအထွေထွေအတွင်းရေးမှူးဦးတောင်အေးပါတီဗဟုအတွင်းရေးမှူးဦးပိုက်ထွေးပါတီဗဟု အတွင်းရေးမှူးဦးတန်းထွန်းနဲ့ပါတီဗဟုအလုံးမှုဆောင်တွေပါတီဗဟုကော်မတီဝင်တွေနေပြည်တော်ပြည်တော်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေနဲ့ ကော်မတီဝင်တွေကလာရောက်တွေ့ဆုံပြီးအားပေးစကားတွေပြောကြားခဲ့ကြပါတယ်။ဒီလိုပြကျွန်တော်တို့ကအမြဲတမ်းပေါ့နော်။တွေးလို့အပ်တဲ့ဆိုလို့ရှိရင်လည်းပဲအမြဲတမ်းလှူဒန်းနေတဲ့လှူဒန်းနိုင်အောင်လို့ကျွန်တော်စုဖွဲ့ထားတာရှိတယ်။ဒီလိုစုဖွဲ့ထားတဲ့ခါကျတော့အခုလည်းပဲဒီအစုဖွဲ့ရနေပြီးတော့ပါတီနှစ်ပတ်လည်ဂုံပြူကြိုးစိုးတဲ့ပွဲမှာသူတို့အထိတ်မှတ်တစ်ခုနေလှူကျင်တယ်ဆိုပြီးတော့ဟိုဒီပါတီကိုတင်ပြတယ်တင်ပြပြီးတော့မှ ကျွန်တော်တို့ဒီလူဒန်းမှုကိုဆောင်ရွက်တယ်ပေါ့ဒါကြောင့်မလို့လည်းပဲကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ဒီလူတန်းမဲ့လူတွေကတကယ်ကိုကျွန်တော်တို့ပါတီကိုထဲထဲဝင်ဝင်နဲ့ဒီအထိတ်မှတ်ကြီးကိုသူတို့ရဲ့သွေးသားကိုလူဒန်းနဲ့ဆိုတဲ့ပွဲကိုလှုပ်ချင်တဲ့အတွက်သူတို့ကျင်းပတဲ့ဟာကိုကျွန်တော်ကလာရောက်ပြီးတော့အားပေးခြင်းဖြစ်ပါတယ်ဗျဇွန်လ၈ရက်နေ့မှာကြာရောက်မဲ့၅နှစ်မြောက်ပါတီနှစ်ပတ်လည်နေ့အခမ်းအနားကိုဂုဏ်ပြုတဲ့အနေနဲ့ပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကပြုလုပ်တဲ့သွေးလူဒန်းပွဲအပြင် တခြားတိုင်းနဲ့ပြည်နယ်တွေကပါတီဝင်လူငယ်တွေမှာလည်းတန်ဃာတော်တွေကိုစွန့်စက်ကက်လူဒန်းတာတွေသွေးလူဒန်းတာတွေဖျားချံဝဲနဲ့ရှင်ပြေမှာတန်ရှင်းရေးလှူအပ်ဌာနပြုကြတာတွေစတဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတာတွေလည်းရှိပါတယ်။ကျမအနေနဲ့သွေးသည်အသက်ဖြစ်တယ်လို့ခံယူပါတယ်။ဒီအတွက်ကြောင့်မလို့ကျမတို့ပါတီနှစ်ပတ်လည်နေလည်းဖြစ်တယ်။15နှစ်မြောက်နှစ်ပတ်လည်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါထူးထူးခြားနေမြက်လေးမှာကျမပါတီဝင်တယောက်အနေနဲ့ဒါစုပေါင်းသွေးလူပန်းမှာဝင်ရောက်ပြီးတော့ပါဝင်လှူဒန်းခြင်းဖြစ်ပါတယ်။ ပါတီနှစ်ပတ်လည်အနေအထားရတော့ပြည်နယ်တိုင်းတွေမှာလူငယ်လှုပ်ရှားမှုတွေနဲ့ဒီလိုမျိုးစုပေါင်းသေးလူဗန်ပွဲတွေလည်းလုပ်တာတွေရှိပါမယ်။နောက်ဒါရေးနာရေးဒီတန်ရှင်းရေးလှုပ်တာတို့ဖျားချောင်းကန်စည်ဒီပထိုးတွေမှာဒါသာသနာ့ဆောက်ဦးတွေမှာဒါတန်ရှင်းရေးလှုပ်တာတွေဒါတွေလေးလည်းသူတို့ဆောက်ရမှာဖြစ်ပါတယ်။အခြားသောပြည်သူအကျိုးပြုလုပ်ငန်းတွေကိုလည်းပါတီဝင်တွေကဒါတရက်တအားနှစ်စဉ်နှစ်တိုင်းအစဉ်လာမပြတ်ဆောင်ရွက်လျက်ရှိပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့ ပါတီဝင်လူငယ်တွေစုပေါင်းသွေးလှူဒါန်းမှုအချိန်ရေ30ထက်မနည်းတဲ့သွေးအလူရှင်ပါတီဝင်တွေအများအပြားလဲပါဝင်နေလို့သိရပါတယ်။ကျွန်တော်တို့ဒီပါတီမှာကလည်းအမြဲပြည်သူ့အတွက်ကိုစုဖွဲ့ထားတဲ့ပါတီဖြစ်တယ်ဗျ။အဲဒီလိုစုဖွဲ့ထားတဲ့ပါတီဖြစ်တဲ့အတွက်သွေးလှူဒါန်းမှုမှာအခုမှအစ်စ်လှူဒါန်းတဲ့လူတွေပါတယ်လို့အချိန်ကြီးများတဲ့ဟာတွေပါတယ်။ကျွန်တော်10ချိန်ရနေပြီးတော့ဟိုအချိန်20အထိအဲ့ဒီဟာဒီရှစ်ဦးရှိမယ် အဲ20ရာနေ30အတွဲ9ဦးရှိမယ်30ရာနေပြီးတော့အထက်မှာ4ဦးရှိမယ်ပေါ့ဟောအဲ့လိုအကျဉ်းကြီးအတွက်ဒီများစွာလူဒန်းမှုရှိတဲ့လူတွေပါဝင်ပါတယ်ဗျဟုတ်ဒီတော်သူချန်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာအများရန်သွေးလူနေတဲ့ပါတီဝင်လူငယ်တွေကိုစုဖွဲ့ကသွေးလူအသင်းလေးဖွဲ့စည်းပြီးတော့ဘယ်ဆေးရုံဘယ်လူမျိုးဘယ်ဘာသာကိုမဆိုလိုက်လံလူဒန်းတာတွေလည်းရှိနေသလိုဆက်လက်ပြီးလဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကိုရဲထွတ်အောင်ကပြောပါတယ်ကျွန်တော်တို့ပါတီမှာတော့ဒီဂရင်တထောင်ပြည်သူ့စေယုံကြီးရပဲဖြစ်ဖြစ်လယ်ဝေးရပဲဖြစ်ဖြစ်လူတဲ့လူတဲ့လူပေါ့နော်လူရတယ်သွေးလူရတယ်ကိုဘယ်သွေးဖြစ်ဖြစ်ကျွန်တော်တို့ကဘလူကိုမဆိုအယောင်သွေးမခွဲကြပါဘူးလူမျိုးဘာသာမခွဲကြပါဘူးကျွန်တော်တို့ရဲ့ဒီသွေးကိုကျွန်တော်တို့ပြည်ခိုင်ချိုးသွေးကိုပေါ့နော်လိုက်လူတန်းပေးနေတာဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်တို့ကတော့ဒီပါတီဥက္ကဋ္ဌကြီးပြောတဲ့စကားအတိုင်းပါပဲ ညောမြန်မာနိုင်ငံတည်ရှိနေသေးညောပြည်ခိုင်မျိုးပါတီတည်ရှိရမယ်ထိုနည်းဆိုတာပြည်ခိုင်မျိုးပါတီတည်ရှိတဲ့ဟာကလည်းကျွန်တော်တို့ပြည်သူအတွက်ပဲပေါ့ပြည်သူအတွက်ပဲဖြစ်မယ်ပြည်သူတွေလိုအပ်တဲ့အချိန်မှာကျွန်တော်တို့သွေးလွန်ရင်သွေးလှူမယ်အဲကျန်တဲ့ဒဇိုက်စာတွေဖြစ်လာမယ်သွားဘေးရန်တွေဖြစ်လာလို့ရှိရင်ကျွန်တော်တို့နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီဆောင်ရမယ်ငွေအားနဲ့ကူညီမယ်လူအားနဲ့ကူညီမယ်ဒါမျိုးတွေကိုဆက်လက်ဆောင်ရွက်သွားဖို့ဒါကျွန်တော်တို့အစိုးရကြီးကလည်းတိုင်ပင်ပြီးသားဖြစ်ပါတယ်ဆက်လက်လှုပ်လှဲလှုပ်ဆောင်နေပါတယ်နောင်လည်းပဲဆက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့တင်ပြလိုပါတယ်ခင်ဗျာ ခုလိုနှစ်ပတ်လည်နေ့မှာပါတီဝင်တွေစူပေါင်းသွေးလူရန်နိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်စကားကိုလည်းအခုလိုဆိုကြပါဗျာကျွန်တော်အင်မတန်ပါလည်းပဲသွေးလူရန်မှုပြုတဲ့သူတွေအတွက်ဂုံယူတယ်ဝမ်းသာတယ်တာတူလဲခေါ်ပါတယ်နောက်မှလည်းပဲပြည်သူလူအပ်ချက်တွေကိုအချိန်မီလူတန်းနိုင်အောင်လို့သူတို့တွေအသိဖြစ်နေကြတယ်ဆိုတာလည်းကျွန်တော်သိပါတယ်ဒါကြောင့်မို့ကျွန်တော် new generation သွေးအစ်လူတန်းမဲ့အဲ ဟိုတွေးလို့ရှိရင်အစ်စ်တွေကိုလည်းပဲသူတို့ဆက်လက်ပြီးတော့စုဆောင်းနိုင်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ကြုံကြည်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ PDR ဆိုလို့ရှိရင်ဖော်မပြနိုင်လောက်အောင်ကျွန်တော်ဖြစ်မိပါတယ် ကျမတို့ပြည်ခိုင်ပြိုးပါတီအနေနဲ့အခုလိုမျိုးဒါအာပြည်သူစေယုံကြီးမှာသွေးလူဒန်းရတဲ့အတွက်အထူးနေအထူးပဲဒါဝမ်းမြောက်ဂုဏ်ယူပါတယ်ပြည်သူအတွက်အသင့်ရှိတဲ့အခါမှာလည်းပြည်ခိုင်ပြိုးပါတီဝင်တွေကဒါကျမ်းမာရေးကဏ္ဍမှာမဖြစ်ဖြစ်အဒီဘဟုသွေးလူပန်းကြီးမှာလာရောက်ပြီးတော့မှာအများပြည်သူအတွက်လိုအပ်တဲ့သွေးကိုကျမတို့လာပြီးတော့လူဒန်းရတဲ့အတွက်အထူးပဲဒါကျင်းနေပီတီဖြစ်ပါတယ်နောက်လည်းဒီလိုမျိုးလူဒန်းပွဲတွေရှိတဲ့အခါမှာကျမအနေနဲ့ဒါအခု၃ချိန်မြောက်လူဒန်းနာဖြစ်တော်လဲပဲနောက်ကျမ်းမာရေးကောင်းမှုတဲ့အခါမှာစက်တိုက် တိုက်ဒီလိုမျိုးလှူဒန်းမှုတွေကိုလည်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီမှာနောက်မှာလည်းရှိပါတယ်ခင်ဗျတွေးစီအသက်ပါပဲအဲကျွန်တော်တို့ခန္ဓာကိုယ်တွေကတွေးနေသူများအသက်ကိုကဲမယ်အဲသူများကြမ်းမာရေးကောင်းမွန်ဆောင်ရွက်ပေးမယ်ပေါ့နော်အဲဒီလိုမျိုးတွေဖြစ်တဲ့အရန်ပီတီဖြစ်ရပါတယ်ကိုယ်တိုင်လှူတဲ့ပီတီလည်းရှိပါတယ်နောက်ပြီးတော့ဒီလိုဝိုင်းဝန်းပြီးတော့စိတ်တူကိုယ်တူပေါ့နော်ကျွန်တော်တို့ပါတီဝင်ညီကောင်မောင်တို့များစိတ်တူကိုယ်တူဝိုင်းလှူဒန်းပေးတယ်အခုလိုပွဲဖြစ်မြောက်အောင်လည်းပဲဆောင်ရွက်ပေးတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ပါတီကြီးကဲများကလည်းကျွန်တော်တို့လှူဒန်းမယ်ဆိုတဲ့ဟာမှာလာပြီးတော့ အားဖြစ်ကူညီဆောင်ရွက်ပေးတယ်အားပေးတယ်ဒါမျိုးလေးတွေလုပ်ပါတယ်အဲအဲ့တော့ကျွန်တော်များစွာဒါကျွန်တော်တို့ဒီအဖွဲ့ကိုသာများစွာဝမ်းလဲဝမ်းသာတယ် PT လည်းဖြစ်တယ်ကျေးဇူးလည်းတင်ပါတယ်လို့ကျွန်တော်နေဒီတော်သူချန်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေလှုပ်ဆောင်တဲ့အခါတမန်ကရှန်က for show အလုပ်တွေကိုလုပ်နေတာမဟုတ်ပဲတကယ်လက်တွေ့ကျတဲ့ကူညီဆောင်ရွက်မှုတွေကိုသာလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းဦးသိန်းထွန်းဦးကအခုလိုပြောပါဗျာပြည်သူအတွက်လှုပ်ဆောင်တဲ့နေရာမှာ ပြည်ခံပြိုးပါတီဟာဆိုလို့ရှိရင်ပေါ်ရှိုးလုံးဆောင်တဲ့ပါတီမဟုတ်ဘူးကျွန်တော်တို့ဟာပြည်သူ့အတွက်တကယ်လက်တွေ့ကြတော့ကုညီဆောင်ရွက်မှုမျိုးလုပ်တယ်သွေးလူဒန်းတဲ့နေရာမှာပဲဖြစ်ဖြစ်တဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့နေရာမှာပဲဖြစ်ဖြစ်တကယ်ကိုထက်ထက်ဝင်လုပ်ပါတယ်ကျွန်တော်ပါတီဟာကျမ်းမာရေးမူဝါဒနဲ့ယက်တည်တဲ့ပါတီတစ်ခုဖြစ်ပါတယ်ကျမ်းမာရေးမူဝါဒမှာဆိုလို့ရှိရင်တမျိုးသားလုံးတက်ရှိကျမ်းမာ ကြံ့ခိုင်စည်ရေးဆိုတဲ့မူဝါဒနဲ့ကျွန်တော်တို့တွေဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပြည်ခိုင်ပြူပါတီသည်ပေါ်ရှိုးပါတီမဟုတ်ပါဘူး။လက်တွေ့ပြည်သူအတွက်အကျိုးပြုနေသောပြည်သူသားလင်ပထမဆိုသောပါတီဖြစ်ကြောင်းကိုကျွန်တော်အနေနဲ့ချစ်စွတ်တင်ပြပါတယ်။ချစ်စွတ်တင်ပါတယ်ဆရာ။ဟုတ်ကဲ့ပါမြတ်။